်ဗီတာကျော်ခရက်စ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြအောင်ဘောလုံးမလေးကိုစားမယ်ဆိုလို့ရှိရင်တော့မဲလ်ဘတ်ရှိပါတယ်ပရိုမိုကုတ်9 United 9ကိုသုံးပြီးတော့100% bonus ကိုလည်းရိုက်နိုင်ပါပြီ။အသေးစိတ်ကိုတော့ comment box မှာချပေးထားတဲ့ Telegram channel နဲ့ Viber number တွေကနေပြီးတော့ဆက်သွယ်ဆုံးသံမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အားလုံးမင်္ဂလာပါ The Internet Main YouTube Channel နေပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အဲဒီပြောင်းရွှေ့သတင်းပေါ့လေ။အဓိကအဖြစ်ကျွန်တော်တို့ဒီ Victor Gyokeres နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့ Fabrizio Romano ပြောထားတဲ့အကြောင်းလေးတွေကျွန်တော်တို့ဆွေးနွေးတောင်းမှာဖြစ်ပါတယ်။ဆိုတော့ Gyokeres နဲ့ပတ်သက်ပြီးတော့အခုလက်ရှိ အခြေအနေကိုကျွန်တော်တို့အရင်စပြီးတော့ကျွန်တော်ပြောသွားပါမယ်။လက်ရှိအာဒီဘောနော်အာဒီရိုမနိုရဲ့ကျွန်တော်အဆိုလေးအရဆိုလို့ရှိရင် Victor Gyokeres ဒီကျွန်တော်တို့ဒီဘောနော်အာဆင်နယ်ရဲ့ကျွန်တော်တို့ဒီထိပ်တန်းကျွန်တော်ပြစ်မှတ်ထဲမှာကျွန်တော်ရှိနေတယ်။ဒါပေမဲ့လည်းပဲအာဆင်နယ်ဒီကျွန်တော် striker list ထဲမှာ ဒီပေါ့နော် Geocrest ဆိုတာထားကျွန်တော် Benjamin Sasko ပေါ့နော် live chat တင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Benjamin Sasko ကိုဦးစားပေးပြီးတော့ဂျူးပန်းနေတာဖြစ်တယ်ဆိုတော့တကယ်လို့ Sasko ရဲ့ကျွန်တော်တို့ဒီပေါ့နော်ပြောင်းရွှေ့မှုခြေနေရာဆိုလို့ရှိရင်အခုလက်ရှိကတော့ကျွန်တော်တို့သူတို့ Dandy ကျွန်တော်မဖြစ်သေးဘူး Green Man ကျွန်တော်မရသေးဘူးဆိုတော့ဒီလိုခြေနေမျိုးမှာဆိုလို့ရှိရင် ဒီပေါ်တော့တကယ်လို့ကျွန်တော်ဘန်ဂျမင်ဆက်စကိုရဲ့အပြောင်းအရွှေ့ကတခုခုလွဲချော်ခဲ့တာမျိုးရှိရဆိုမှသာဗီတာဂျိုခရက်စ်ဘက်ကိုကျွန်တော်တို့အာဆင်နယ်ကပြန်လှည့်မယ်အခြေအနေမျိုးမှာရှိတယ်။လက်ရှိအနေအထားမှာတော့ဂျိုခရက်စ်ဒီအာဆင်နယ်ရဲ့ ဒီပေါ်တော့ကျွန်တော်ဒီ striker list ထဲမှာကျွန်တော်တို့ရှိနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်အဲလက်ရှိကျွန်တော်ဒီ Victor Gyokeres နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီသတင်းတွေအရဆိုတော့တော်တော်ငြိမ်နေတဲ့အထဲမှာပါတယ်အဲတကယ်တကယ်တမ်းကျွန်တော်တို့ဒီမနော် striker option ထဲမှာဆိုလို့ရှိရင် striker လိုအပ်တဲ့အသင်းတွေကျွန်တော်အများကြီးရှိနေရတာ ਨੇ ဥပမာထားပါတော့ကျွန်တော် Chelsea လို့ဆိုလို့ရှိရင် Ian Delap တို့ကိုကျွန်တော်တို့ခေါ်လိုက်တာမျိုးတို့ เนาะတခြားတော့ကျွန်တော်တို့ဒီအသင်းနေနဲ့အဲဒီဘောနော်တကယ်တမ်းသတင်းထွက်ရမယ့်အခြေအနေမျိုးမှာဘာသတင်းမှကျွန်တော်တို့ထွက်မလာဘူးပေါ့เนาะဆိုတော့ဒီတော့ကျွန်တော်တို့ bureaucracy နဲ့ပတ်သက်ပြီးတော့ bureaucracy 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 ဆိုပြီးတော့ကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေမျိုးမှာသလို့ရှိရင်အခုလက်ရှိ Manchester United ကကျွန်တော်အခွင့်အရေးတွေကျွန်တော်ရတော့ရလာနေပြီအဲဒီဘောနော်ကျွန်တော်တို့ခေါ်မယ်ဆိုရင်ခေါ်လို့ရတဲ့အခွင့်အရေးမှာတော့ကျွန်တော်ရှိနေတယ်ဒါပါတော့အခုလက်ရှိကျွန်တော်ပြောမယ်ဆိုလို့ရှိရင် Victor bureaucracy ီပေါ့เนาะကျွန်တော်တို့ဒီအဲဒီလက်ရှိကျွန်တော်တို့သူ့ကိုသူ့ရဲ့ agent ဖြစ်သူတွေသူ့ရဲ့ကျွန်တော်တို့ဒီအဖွဲ့ဝင်တွေကိုချိတ်ဆက်မှုတွေကျွန်တော်တို့ဒီပေါ့เนาะအသင်းတော်တော်များများကကျွန်တော်တို့ပြုလုပ်လာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ Italy club ဖြစ်တဲ့ Juventus ဟာဆိုလို့ရှိရင်လေ Gyokeres ရဲ့ကျွန်တော် agent ဖြစ်သူတွေကိုစတင်ပြီးတော့ကျွန်တော်ချိတ်ဆက်လာတဲ့အခြေအနေမျိုးပါဒါပေမဲ့ကျွန်တော် Romano ကကျွန်တော်ပြောထားတဲ့အနေအထားမှာဆိုလို့ရှိရင် Italy club တွေရဲ့အခြေအနေဟာဆိုလို့ရှိရင် Gyokeres ရဲ့ပြောင်းရွှေ့ကိုကျွန်တော်တို့ဒီပေါ့เนาะဖြစ်အောင်ပြုလုပ်နိုင်ဖို့အတွက်တော်တော်လေးကျွန်တော်တို့ခက်ခဲတဲ့ financial အနေအထားမှာကျွန်တော်ရှိ ှိနေတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောထားတယ်ဆိုတော့ဂျူဘင်လိုသင်းမျိုးဖြစ်တာ နဲ့ပဲကျွန်တော်တို့ဒီပေါ်တော့ဒီ financial ကိစ္စတွေကကျွန်တော်တို့လုံးဝအဲဒီပေါ်တော့ view မဆိုင်စရာအနေထားမှာတော့ကျွန်တော်မဟုတ်ဘူးအဲဒီ Italy club တွေကကျွန်တော် financial အရသလို့ရှင်တော်လေးကျွန်တော်တို့ဒီပေါ်တော့အဲဒီ limitation ရှိတဲ့အထက်မှာကျွန်တော်ပါတယ်ဆိုတော့သူတပြင်းကျွန်တော်တို့ဒီပေါ်တော့အောင်မြင်မှုတွေကျွန်တော်တို့တောက်လျှောက်ဆိုသလိုကျွန်တော်မရတဲ့ Juventus လို့အသိမျိုးဆိုလို့ရှင်ပိုးလို့အောင်ဆိုသေးတယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီပေါ်တော့ဒီ Juventus အနေနဲ့ကလည်းကျွန်တော်တို့အရင်ကြီးလို့ဖြစ်နိုင်ကြတော့မရှိဘူးဒါပေမဲ့လည်းပဲအဲဒီ Juventus ဘက်ကနေပြီးတော့ကစားသမားဖြစ်သူရဲ့ကျွန်တော်တို့ဒီ agent တွေကိုဆက်သွယ်ထားတာမျိုးကျွန်တော်ရှိတယ်ဆိုတော့နောက်ထပ်တစ် ချက်ကျွန်တော်ပါလဲဆိုလို့ရှိရင်အဟီလာပါအဟီလာတော့ကျွန်တော်တို့ဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင်ဟိုလူနဲ့နာမည်ထွက်လိုက်ဒီလူနဲ့နာမည်ထွက်လိုက်ဆိုတာမျိုးအရှိကိုအသင်းမှာရှိနေတဲ့ဘရူနိုကိုလည်းသူတို့ကန်လန်းတယ်ဘရူနိုကကျွန်တော်ပယ်ချလိုက်တယ်ပယ်ချပြီးတော့ကျွန်တော်အီဒါဆန်ကိုကျွန်တော်ကန်လန်းတယ်နော်အတ္တလန္တာရဲ့ကွင်းလေလူအီဒါဆန်ကိုကန်လန်းထားကြောရှိတယ်။ဘာမှကျွန်တော်မတုံ့ပြန်ဘူး။ပြီးတော့ကျွန်တော်ဒီသူတို့ဒီ striker ခေါ်ခြင်းနဲ့ Vita Osimhen ကိုသူတို့နှစ်ခါတိတိကျွန်တော်ကန်လန်းတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီနှစ်ခါလုံးကျွန်တော်တို့ဒီ Vita Osimhen ကပယ်ချလိုက်တယ်။လက်ရှိကျွန်တော်တို့ဒီ striker ထဲမှာဆိုလို့ရှိရင် အခုလက်ရှိကျွန်တော်တို့ဒီအဲဒီဘာလို့အော်စီမန်ကိုသူတို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖီတာနျူကရက်စ်ဘက်ကိုလှည့်လာတဲ့အခြေအနေမျိုးမှာတော့ကျွန်တော်တို့ရှိနေတယ်ဆိုတော့အီလာဘက်ကတော့ကျွန်တော်တို့ဒီဘာလို့ financial အရာတော့ပြောစရာမလိုဘူးသူတို့ကျွန်တော်တို့ဒီအဲဒီ sporting lisbon ကတောင်းတလောက်တော့ကျွန်တော်ပေးနိုင်တဲ့အခြေအနေမျိုးမှာရှိတယ်ကစားသမားဖြစ်သူတွေလောက်ခလာစားလဲအဲဒီဘာလို့ကျွန်တော်ကကျွန်တော်ဒီဥရောပမှာကစားတာထက်စားလို့ရှိရင်အများကြီးကျွန်တော်ပို့ပြီးရမယ်ရှင်ဒါကတော့ကျွန်တော်တို့ဒီအဲဒီ sorry club တွေရဲ့ tradition လို့ကျွန်တော်ဖြစ်နေပြီဘာလို့ဆိုတော့ အဲဒီ Vita Geo Crash အနေနဲ့လက်ရှိကျွန်တော်တို့သူ့ကိုချိတ်ဆက်ထားတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် Juventus ပါတယ်ဒီ Ahila ပါတယ်ဒါပြင် Manchester United လည်းပါဝင်လာခဲ့ပြီကျွန်တော် ဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော် Manchester United ရဲ့အဲဒီ Vita Geo Crash ပေါ်အခြေအနေအရဆိုလို့ရှိရင် Manchester United ဘက်ကနေပြီးတော့ပြီးခဲ့တဲ့အဘက်ကဒီဘာလို့ Geocrest ရဲ့ကျွန်တော်တို့ဒီတာဝန်ရှိသူတွေကိုကျွန်တော်တို့ဆက်သွယ်မှုတချို့ရှိခဲ့ပြီးတော့လက်ရှိကျွန်တော်တို့ဒီ United ရဲ့ဒီဘာလို့ Creator Geocrest အပေါ်မှာအဲဒီဘာလို့ကျွန်တော်တို့ဒီစိတ်ဆန္ဒရှိတဲ့ပုံစံအခြေအနေတွေကိုကျွန်တော်တို့အတိပေးခဲ့တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောပါတယ်ဒါဒီဒီအခြေအနေတွေဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဗျာတကယ်လို့ဥပမာထားပါတော့ Arsenal ကကျွန်တော်တို့ဒီဘာလို့ Sasco ခေါ်သွားလို့မင်းမခေါ်ဘူးဆိုလို့ရှိရင် အဲတကယ်လို့ Jupiter ကိုမင်းမပြောင်းဆိုလို့ရှိရင်တကယ်လို့အဲဒီလောက်မင်းမသွားဘူးဆိုလို့ရှိရင်ငါတို့ရှိတယ်ဆိုတဲ့ပုံစံမျိုးအဲဒီကဒီပေါ့နော်ကျွန်တော်တို့ဒီအဲဒီ solo ခြင်းတဲ့သဘောမျိုးပါဆိုတော့အဲဒီပေါ့နော် Manchester United အနေနဲ့လက်ရှိကျွန်တော် Jupiter Geocrest ကိုခေါ်ဖို့ဆိုလို့ရှိရင်အဲရှိကျွန်တော်တို့အသင်းရဲ့ကျွန်တော်အကြီးအမားဆုံးပြဿနာဒီ financial ပါပဲဆိုတော့ financially အရာဆိုလို့ရှိရင်တော့တော်တော်ကိုကျွန်တော်တို့ခက်ခဲနိုင်တယ်လက်ရှိကျွန်တော်တို့ဒီ Champions League ဘာညာဝင်ခွင့်မရတဲ့အတွက်ကြောင့်မလို့တော်တော်လေး ပို့ပြီးတော့ကျွန်တော်ခက်ခဲနိုင်တဲ့ခြေအနေမျိုးကျွန်တော်ဖြစ်သွားတကယ်လို့ချန်ပီယံလိဒါကျွန်တော်ရခဲ့မယ်ဆိုလို့ရှိရင်ဒီပြောင်းရွှေ့ရကျွန်တော်တို့ဖြစ်ဖို့အတွက်ကဘာမှကျွန်တော်တို့ အဲဒီဘောနော်ခက်ခဲမှာမဟုတ်ဘူးဒီဘောနော်ကျွန်တော်တို့ဒီကစားသမားအယောင်းနေပြီးမှဝယ်မယ်ဆိုရင်တော့အခုကလေးကကျွန်တော်တို့ပုံကိုယ်ဆိုင်သဘောတူညီမှုတွေအဲဒီယူထားလို့ရရနေပြီဘောနော်ဒါပေမဲ့လည်းပဲအရှိကျွန်တော်တို့ဒီအသင်းကကျွန်တော် UCL မကစားဘူးဒါမဲ့ကျွန်တော်ရာသီမှာဆိုလို့ရှိရင်လည်းတပတ်ကိုကျွန်တော်တပွဲနှုံးလောက်ပဲကျွန်တော်တို့ကစားမယ့်ချင်တွေမျိုးမှာကျွန်တော်ရှိနေရဖြစ်တဲ့တကြောင်မလို့ဒီဘောနော်ကျွန်တော် financial အရဆိုလို့ရှိရင်ဒီဘောနော် Juventus တို့လိုပဲကျွန်တော်တို့ ီ United အနေနဲ့တော်တော်လေးခက်ခဲနိုင်မဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်။ဆိုတော့လက်ရှိအသင်းဘက်ကကျွန်တော်လှုပ်ရှားမှုပါဆိုလို့ရှိရင်ကိုညာကျွန်တော်တို့62.5သန်းเนาะအဲဒီဘာလို့ကျွန်တော် Brian ရဲ့ MU Moa ဆိုလို့ရှိရင်လည်းပေါင်သန်း60လောက်ကျွန်တော်တို့သွားမယ်။ဆိုတော့လက်ရှိကျွန်တော်တို့ဒီ Vita Geocrest ရဲ့ပေါင်ပြောင်းရှိကြရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Euro အဲဒီ60 65ပေါ့เนาะ60 65 80အဲ့ကြားမှာကျွန်တော်ရှိနေမဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေရဖြစ်တဲ့ကြောင့်လို့ United ဘက်ကတကယ်လို့ ဒီဘက်တော့ဥပမာပါ MVMO ကိုကျွန်တော်တို့ဒီပေါင်သန်း60ကျော်လောက်နဲ့ကျွန်တော်ခေါ်ပြီးသွားပြီဟေ့ဆိုလို့ရှိရင်တော့တင်ကြပေါ့ဆိုသူကစားသမားအယောင်းနေစရတော့မယ့်အခြေအနေမျိုးဒါမှသာဒီဘက်တော့ကျွန်တော်တို့ဒီနောက်ထပ်လူဝယ်ယူမှုတွေမှာအဲဒီဘက်တော့ကျွန်တော်တို့ဒီအတုံးချလို့ရမယ့်အခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်ဆိုတော့တင်ကြတစ်ခုကကျွန်တော်တို့ဒီ brand MVMO ရဲ့အပြောင်းအရွှေ့ကိုကျွန်တော်လုံဆောင်ပြီးပြီဆိုတာနဲ့အသင်းဘက်ကကျွန်တော်စားသမားအယောင်းနေ ှိမှသာကျွန်တော်တို့ဒီဗလာဒမအဝင်နေရှိလာတော့မယ့်အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ဒီရိုမန်နိုရဲ့ထပ်ပြီးတော့ဖော်ပြချက်တွေမှာဆိုလို့ရှိရင်ဖီတာကီယိုခရက်စ်နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့48နာရီအတွင်းမှာအေဂျင့်တွေထံထပ်ပြီးတော့ကျွန်တော်တို့ဆက်သွယ်ထားတာဒီလေကျွန်တော်တို့ရှိနေတယ်ဆိုတဲ့ပုံစံမျိုးပြောထားဖြစ်ပါတယ်။ဆိုတော့ United Back ကတော့ဗီတာကီယိုခရက်စ်ရဲ့အခြေအနေတွေအားလုံးပြီးလို့ရှိရင်ဗီတာကီယိုခရက်စ်ဘန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ အဲဒီမှာ United ဘက်ကသူတို့လုံနိုင်တဲ့တိုင်းတာတစ်ခုတည်းကျွန်တော်လုံနေတယ်လို့ကျွန်တော်ပြောလို့ရတယ်။ကစားသမားဖြစ်သူအတွက်ကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့တကယ်တကယ်နဲ့အသင်းဘက်ကဂျိုးပန်းနာကတော့ကောင်းတယ်ပေါ့နော်။ဂျိုးပန်းနာကတော့ကောင်းတယ်။အသင်းမှာလည်းရှိကျွန်တော် striker လိုနေတယ်။ Rasmus တို့ကျွန်တော်တို့အဆင်မပြေဘူး။အသင်းကနေထွက်ဖို့ဘာညာကျွန်တော်တို့ရှိနေတယ်။ပြောရှင်ကျော်ဒီ Joshua Zexy ကကျွန်တော်ကိုမသွင်းနိုင်ဘူး။အဲဒီ playmaking နေကောင်းတယ်ဆိုတော့ကိုမသွင်းနိုင်တဲ့အချိန်မျိုးမှာအသင်းဘက်ကတကယ်ကျွန်တော်တို့ဒီတိုက်စစ်ကိုအတွဲလိုက်ကြီးကိုကျွန်တော်ပြင်ဖို့အဲဒီပေါ့နော်ကျွန်တော်တို့ဒီလုံနေတဲ့အချိန်မျိုးကိုညာခေါ်ပြီးသွားပြီ။ Brian Ambiu တို့ရောက်လာဖို့ရှိတယ်။အဲရှိကျွန်တော်တို့ဒီဒီ bottom filter kill crash လို့မျိုးတကယ်ကျွန်တော်တို့ world class ရှိတဲ့ကိုယ်ရည်တိုင်းတိုင်းတွင်းပေးနိုင်တဲ့အဲဒီ bottom တကယ် striker instant ကျွန်တော်တို့ဒီ world class ဖြစ်တဲ့ကစားသမားတယောက်ကျွန်တော်လူနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် Victor Osimhen ဆိုတဲ့အသင်းဘက်တာအသင်းဘက်ကကျွန်တော်တို့ဒီပေါ့နော်ဒီ Emery နဲ့ကျွန်တော်လက်တွဲခဲ့ပူတဲ့ Victor Gyokeres ကိုပို့ပြီးတော့ကျွန်တော်တို့စိတ်ဝင်စားနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဒီ current market မှာဆိုလို့ရှိရင်လည်း Victor Gyokeres ကအခုအချိန်ထိကျွန်တော် available ဖြစ်နေတယ်ဒီပေါ့နော်ကျွန်တော်တို့ဒီဒီဘယ်လိုပြောရမလဲနာမည်ကြီးတဲ့ကစားသမားတယောက်တကယ်ကျွန်တော် ကြော်ကြတဲ့ကစားသမားတယောက်ကျွန်တော်တို့ဖြစ်နေရမှာပေါ့နော်ဆိုတော့အပြောင်းအရွှေ့မစားခင်တည်းက Victor Gyokeres ကဘယ်လိုသွားမလဲ Gyokeres ကိုတွေးမြင်မိဟိ ဒီလိုပုံစံမျိုးကျွန်တော်ပြည်သက်တွေကြားထဲမှာတောက်လျှောက်ဆူဆူ Gilchrist ကအရင်ကနာမည်ကြီးခဲ့တာဆိုတော့ကိုဒီဘောလားကိုနှစ်သက်တဲ့အသင်းဥမာ Chelsea ပြည်သက်ဆိုလေ Peter Gilchrist လိုချင်တယ် Arsenal ပြည်သက်ဆိုလေ Peter Gilchrist လိုချင်တယ် Liverpool ပြည်သက်ဆိုလို့ရှင်လေ Peter Gilchrist လိုချင်အကုန်လုံးက Peter Gilchrist ကိုလိုချင်ကြတယ်ဒါပေမဲ့လည်းပဲတကယ်ပြောင်းရွှေ့ကျွန်တော်စပြီးတော့ဖွင့်တဲ့အချိန်မှာ Gilchrist နဲ့ပတ်သက်ပြီးတော့ကတော်တော်ကိုကျွန်တော်ငြိမ်နေတယ်မှာပါတယ်လက်ရှိမှသာကျွန်တော် Romano လို့စပြီးတော့ကျွန်တော်ဖော်ပြလာတဲ့အချိန်မျိုးပါဆိုတော့ ဂျိုခရက်စ်နဲ့ပတ်သက်ပြီးတော့မန်ချက်စတာယူနိုက်တက်ဘက်ကနေပြီးတော့သူတို့ဆက်သွယ်ဆုံဆန်းမှုတွေစပြီးတော့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အခြေအနေမျိုးမှာရှိပါတယ်ဒါပေမဲ့လည်းပဲအဒီကတော့ကျွန်တော်ယူနိုက်တက်အနေနဲ့ ဒီကစားသမားဖြစ်သူရဲ့ကြောင့်အပြောင်းရွှေ့ကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ financial အရာကျွန်တော်ကစားသမားအယောင်းတွေလိုမဲ့အခြေအနေမျိုးမှာလည်းကျွန်တော်ရှိနေတယ်ဆိုတော့အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသင်းဘက်ကဘယ်လိုဖြေရှင်းလာမလဲဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရအောင်မယ်လိုအပ်ဖြစ်ကြောင်းပုပ်ဝေးဆိုင်ရာသဘောတူညီမှုကတော့ယူလို့ရတဲ့အခြေအနေမျိုးရှိရဲဆိုပေမဲ့ကိုရီးယားမှာကျွန်တော် UCL football ကျွန်တော်မရှိတာဖြစ်တဲ့ကြောင့်မလို့ပုပ်ဝေးဆိုင်ရာသဘောတူညီမှုရဖို့တောင်မှနည်းနည်းလေးကျွန်တော်ခက်ခဲနိုင်တဲ့အခြေအနေမျိုးကိုရီးယားဒီကျွန်တော်နောက်ဆုံးမှဆိုတဲ့ပုံစံမျိုးလည်းကျွန်တော်ဖြစ်ကောင်းဖြစ်သွားနိုင်တယ် တကယ်လို့ကျွန်တော်အာဆင်နယ်သားဘန်ဂျမင်ဆက်စပိုနဲ့ကျွန်တော်တို့ဒီပေါ့နော်လောမော့ဖူးအဂရီမန့်ရပြီးတော့ဆက်စပိုကျွန်တော်ခေါ်သွားရင်ဆိုရင်တည်ကြတယ်သူတို့ဂျော့ခရက်စ်ကိုကျွန်တော်မခေါ်တော့ဘူးနောက်တစ်ခုကျွန်တော်တို့ဒီဂျူမီနက်စ်ဂျူမီနက်စ်ဘက်ကလည်းသူတို့စတရိုက်ကာလိုလိုအားတောက်ချောက်အသေးအံမှန်ကန်ကျိုးပန်းနေဆိုလို့ရှိရင်ဒီပေါ့နော်ကျွန်တော်သူတို့ချန်ပီယံလိဝင်ဝင်ရရတယ်နော်ဆိုတော့ပြောင်းနေပြောင်းသွားနိုင်တယ်ဒါတစ်ချက်ကျွန်တော်သတိထားမှာဒါပြင်ကျွန်တော်ဒီအဟီလာအဟီလာကလည်းကျွန်တော်ဒီပေါ့နော်ဟို အဲဒီကန်လန်းတဲ့အနေထားတွေမှာဆိုလို့ရှိရင်တကယ်မက်လောက်စရာအနေထားကြီးကျွန်တော် ဖြစ်နေပြီးတော့ဇာသမားဖြစ်သူကစိတ်ရိုင်းပြီးတော့ကျွန်တော်ဒီ sorry မှာသွားကစားမယ်ဆိုလို့ရှိရင်လည်း United ကကျွန်တော်တို့အနေရရှိနေတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်ဒီကိုဒီဘာလဲလက်ရှိကျွန်တော်သတင်းထွက်တဲ့အနေထားတွေမှာဆိုလို့ရှိရင် United တည်ကျွန်တော်တို့ဒီအာအနေဆုံးအခြေအနေမျိုးမှာကျွန်တော်ရှိတယ် United ဆိုတဲ့ကျွန်တော်တို့ဒီ image တစ်ခုပဲကျွန်တော်ရှိပြီးတော့ဇာသမားဖြစ်သူကိုကျွန်တော်တို့ဒီ attract ဖြစ်စရာဆိုလို့အဲဒီဘာလဲကျွန်တော်တို့ဒီဘာဖြစ်ဘာရှိမလဲ ် United ဆိုတဲ့ချင်းနေရှိမယ်ပြီးလို့ရှိရင်အဲသူ့ရဲ့ကျွန်တော်တို့ဆရာဟောင်း Ruben Amorim နဲ့ပြန်ပြီးတော့လက်တွဲရမှာဖြစ်တော့ဒီကြောင့်မလို့အသားမကျစရာကျွန်တော်မရှိတဲ့ပုံစံမျိုးဒါတွေဒါတော့ကျွန်တော်တို့ဒီ အားသာချက်ဖြစ်ကြောင်းရှိနေတယ်။အားနည်းချက်အနေနဲ့ကတော့ UCL Football ကစားမှာမဟုတ်ဘူး။တပတ်ကိုတပွဲနဲ့ပြီးရင် Fly လောက်ပဲကျွန်တော်တို့ကစားမယ့်ချင်းမျိုးမှာကစားသမားဖြစ်သူကကျွန်တော် Premier League ကိုကျွန်တော်ပြောင်းကျင်နေဆိုပြီးမဲ့တော့ညာလည်းပဲဒီလိုမျိုးကျွန်တော်တပတ်ကိုတပွဲလောက်ပဲကစားရမယ့်အဲဒီပေါ့နော်ကျွန်တော်တို့ဒီအဆက်အသရရကျွန်တော်တို့ဒီပြက်စီးယိုယွင်းနေတာကိုအခုမှကျွန်တော်ပြန်လည်တိဆောက်ဖို့ကြိုးပမ်းနေတဲ့အသင်းမျိုးမှာသူ့ရဲ့ကျွန်တော်တို့ဒီအကောင်းဆုံးအချိန်တွေကိုဖျက်ဆီးဖို့အတွက် ready ဖြစ်ပါမလားဒါတွေကတော့ကျွန်တော်တို့ Vita Geocrest အနေနဲ့သူဒီမသူဆုံးဖြတ်ရမယ့်အပိုင်းတွေပေါ့နော်ဆိုတော့ပေသိန်းကိုရောက်သွားမယ်ဆိုတော့တော်တော်လေးကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိကတော့ကျွန်တော်တို့ဒီအပြောင်းရွှေ့ကကျွန်တော်တို့ဒီ၁၀ရက်တာကာလကဒီနေ့ကျွန်တော်ပြိတ်ပါလိမ့်မယ်ဒီနေ့ပြိတ်ပါမယ်ဆိုတော့ အဲဒီနောက်ကျွန်တော်6ရက်လောက်ကြာနေတာ16ရက်လား16ရက်နေ့နော်16ရက်နေ့ကြာလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့အပြောင်းရွှေ့ကျွန်တော်ပြန်ဖွင့်မဲ့အခြေအနေမျိုးပါဆိုတော့ဒီတော့ကြောင့်မလို့ဒီအပြောင်းရွှေ့ရတော့ကျွန်တော်တို့ပြန်ပြီးတော့ပြိမ့်မဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့အတင်းဘက်ကတော့ Geo Crash ကိုကျွန်တော်တို့စုံစမ်းဆွေးနွေးမှုတွေကျွန်တော်တို့ရှိထားပြီးဖြစ်ပါတယ်ဆိုတော့ဘာကြီးဆက်ပြမယ်ကျွန်တော်တို့ဆက်ပြီးတော့ဆောင်ကြည့်ကြတာပေါ့ ါကတော့ကျွန်တော်ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့ပြောင်းရွှေ့သတင်းတွေဖြစ်ပါတယ်ဆိုတော့ issue RPA ညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်သူဆိုလို့ရှိရင် subscribe လုပ်ပေးထားကြပါဦးအားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ် video မှာတွေ့ရမယ်အားလုံးကျေးဇူးပါခင်ဗျာ